မင်္ဂလာပါတောင်းသမီးတို့ရေတီချဲကတော့ Grade 7မြန်မာစာကို သင်ကြားပေးမယ့် Teacher Agree ဖြစ်ပါတယ်။အခုသင်ကြားပေးမယ့်သင်ငန်းစာကောင်းစဉ်လေးကတော့သင်ငန်းစာစက်ခွန်လူယိုးငဖြူတခဲရက်ပြဇက်ကလေးပဲဖြစ်ပါတယ်ကွယ်။သားတို့သမီးတို့ရေ ပြဇာတ်တဲ့ပုံမှာဇက်ခုံပြင်ဆင် ပါဝင်သောဇက်ဆောင်များရဲ့အမိကားလိပ်ဖွင့်ကားလိပ်ချအစီအစဉ်တွင်နဲ့ဂွင်းတွင် ရေးသားထားသော စာများပါဝင်ပြီးတော့အဲ့ဒီအရာတွေကိုဇညုံလို့ခေါ်ပါတယ်။ဇညုံအတိုင်းကပြတင်ဆက်နိုင်ရန်စီစဉ်ညွှန်ကြားပေးမဲ့သူတဦးလည်းလိုအပ်ပါတယ်။ပြဆက်ကပြတဲ့အခါမှာလဲကြိုတင်ပြင်ဆင်ထားရမယ့်အရာတွေကို အစဉ်လိုက်ကြိုတင်ပြင်ဆင်ရမယ်။ ပြဆက်ကပြရမှာပြောစကားတွေကိုအတန်ထွက်ပိတစွာ လေးယူလေးသိမ့်မှန်ကန်စွာ ပြောဆိုရမယ်။အများရှိမှာမိမိကိုမိမိယုံကြည်မှုရှိရှိနဲ့ပြောဆိုတရုပ်ဆောင်တတ်ရမှာပဲဖြစ်ပါတယ်။ဒီချေရို့ပြဆက်လေးကိုဖတ်မကြည့်ခင်မှာပြဆက်လေးထဲမှာပါတဲ့စကလုံးချို့ရဲ့ခက်စစ်ဒိဗယ်လေးတွေကို အရင်ဆုံးကြည့်လိုက်ကြရအောင်နော်။၁မောင်းချတာ၂ လေးလက်မခန့်ရှိဓာသွားကိုအယိုးအိမ်တွင် ပြန်၍ချိုးခေါက်ထားနိုင်သောဓာနှစ်သောက်ထိုးပြောင်းမြန်ဖြစ်သည်သုံးဇော့မစင်မချင်းအတင်းအဓမ္မလုပ်သည်လေးရဲ့ရောစေတနာထက်တန်သည် အခုကဆက်လေးတွေကိုလည်းဖတ်ကြည့်ပြီးပြီဆိုတော့တစ်ချက်နဲ့တူတူပြဇာတ်လေးကိုဖတ်ကြည့်ကြရအောင်နော် ဒီလူရိုးငဖြူဆိုရဲပြဇက်လေးမှာတော့တရုတ်ဆောင်တွေအနေနဲ့ကတော့နံပါတ်1အမေငဖြူရဲ့အမေ2ငဖြူလူရိုးလူအတရာ3မနှင်းမေငဖြူနဲ့ပေးစားမဲ့မိန်းကလေးပါဝင်ပါတယ်ဇက်ခုံအပြင်စင်အနေနဲ့ကတော့နွားတင်းကုန်းနဲ့တွဲလျက်ရှိသောအိမ်တအိမ်နောက်ခံကားအဖြစ် ရွာလမ်းမနဲ့အိမ်တန်းရှိပါသောကျေးရွာတရွာဤအခင်းအကျင်း ကဲပြဆက်ကလေးစမယ်ဆိုတော့ကားလိတ်ကလေးကိုဖြွင့်လိုက်ပါပြီအိမ်ရှိတကားဝမှာငဖြူရဲ့အမေကတော့စပြီးရက်နေပါတယ်အမေကပြောလိုက်တယ်အော်ပြီးတော့ငဖြူငဖြူဒီကောင်ကလေးဘဲကိုသွားနေရပါလေခဏကလေးမှအိမ်မမနေဘူးအိမ်ကြီးချင်းတွေစီကိုတတော်ရဲသွားနေတာပဲอืมဟိုမှပြန်လာပြီအဲ့ဒီချိန်မှာပဲငဖြူဝင်လာပြီးတော့ မမေနေကောင်းရဲ့လားအမေကဘယ်ရှောက်လဲနေတလဲလူကလေးရဲ့မမေမစိတ်ပူလိုက်ရတာမပြောနဲ့တော့ငဖြူကအော်အိမ်ကြီးချင်းမိတ်ဆွေများစီကို အလဲသွားနေတာပါအမေက အထင်သားပဲဘသူတို့များစီလဲငဖြူကဘာကြီးဖိုးတာလာကို အရင်သွားတွေ့တယ်အမေကအော်ဘာကြီးဖိုးတာလာ အမတန်သဘောကောင်းတဲ့လူကြီးသူကမင်းကိုဘာပြောသလဲအဲ့ဒီခါမှာပဲငဖြူကအတချောင်းလက်ဆောင်ပေးလိုက်ပါတယ်မိကအတုံးကြတဲ့လက်ဆောင်ကလေးပဲသားကအဝိကျန်းတော့အမေမှာတဖာတဲ့ဖာနေရတယ်ဘမလဲပြဇန်အဲ့ဒီခါမှာပဲငဖြူကစကားပြောနေတော့သူ့အိမ်ဘေးကကောက်ရိုးပုံနဲ့ထိုးထားတာပြန်ရှာတော့မတွေ့ဘူး အဲ့ဒီခါမှာပဲအမေကဘယ်တွေ့နိုင်မလဲငမိုက်ရဲ့အင်ကြီးလက်မှာထိုးခဲ့ရတယ်လို့ပြောလိုက်တည်းငဖြူကလည်းဟုတ်ကဲ့ဘာကြီးဖိုးတာလှကလည်းဒီလိုပဲပြောတယ်ငမိုက်လို့လည်းခေါ်တယ်အဲ့ဒီတော့အမေကအခေါ်တော့နေသေးပြီးတော့ဘယ်ရောက်သေးတလဲငဖြူကပြန်ပြီးပြောလိုက်ကြတာကတော့ဒေါ်ညွန့်စိန်တို့အိမ်ကို သွားလဲပါတယ်အမေကဒေါ်ညွန့်စိန် တနေ့ကပဲသားလေးဆုံးသွားရှာတယ်။သူကကောဘာများပြောတယ်လဲ။ငဖြူကညံ့များတော့မပြောပါဘူး။မောင်းချတာတချောင်းပေးလိုက်တယ်။အမေက မောင်းချတာအတုံးကြတဲ့လက်ဆောင်ကလေးပဲ။လူကလေးခဲရန်ခြုံဖို့အတော်ပဲ။အဲ့ဒီခါမှာငဖြူကကျွန်တော်အင်ကြီးလက်မှာထိုးလာတာဘယ်မှာကြနေတယ်မသိဘူး။ ဲ့ဒီတော့အမေကတဲမိုက်တဲ့သားပဲအင်ကြီးအိတ်ထဲမှာထည့်ခဲ့ရတယ်ကွအဲ့ဒီခါမှာပဲငဖြူကဒေါ်ညွန့်စိန်ကဒီလိုပဲပြောတယ်မိုက်တယ်လို့လဲဆိုတယ်အမေကအဆိုတော်နေသေးတယ်ကိုင်နောက်မှတ်ချာပြီးတော့ဘယ်ရောက်ခဲ့သေးတလဲငဖြူကဥလေးရွှေမင်းစီလဲရောက်သေးတယ်အဲ့တော့အမေကနေပြီးတော့မောင်ရွှေမင်း သူကကောဘာပေးလိုက်တလေငဖြူကခွေးကလေးတကောင်ပေးလိုက်တယ်အဲ့ဒီတော့အမေကနေပြီးတော့ခွေးကလေးဟန်လိုက်လေအိမ်ဆောက်ဖို့ရမယ်ဘမလေငဖြူကပြန်ပြောလိုက်တာကတော့အင်ဂျီအိတ်ထဲထိုးထည့်လာတာပဲသေသွားတယ်အဲ့ဒီတော့အမေကအော်အားလိုက်တဲ့သားနဲ့ခွေးကလေးကိုမှအိတ်ထဲထိုးတဲ့တက်ပလီလေဘင်းမှာ ကြိုးချီပြီးတော့ဖြည်းဖြည်းဆွဲလာရတယ်အမိုက်ရဲ့အဲ့ဒီတော့ငဖြူကဟုတ်ကဲ့ဦးလေးကလည်းကျွန်တော်ကိုအသတဲ့အမေကပြောတာနဲသေးဒီပြင်ဘယ်ရောက်သေးတယ်လေငဖြူကတော်တော်မွေးစီလဲဝင်ခဲ့တယ်အမေကကောင်းပါရဲ့ဆွေမျိုးတွေစီခင်ခင်မင်မင်သွားလာရင်ကောင်းတာပဲမမွေးကတော့ဘာပေးလိုက်သေးတယ်လေ ငဖြူကဝက်ပောင်တစ်ချောင်းပေးလိုက်တယ်။အမေက ပြန်ပြောလိုက်တယ်။ကောင်းလိုက်လေ။မမေဝက်သားကြိုက်မှန်းသိလို့ပေးတာပဲ။ဘာမလဲ။အဲ့ဒီတော့ငဖြူကကြိုးချီပြီးတော့တတိနဲ့ဆွဲလာတာ။လမ်းမှာခွေးတွေဝိုင်းဆွဲစားပြစ်တယ်။အဲ့ဒီတော့အမေကစားမှာပေါ့အယူရဲ့ခေါင်းပေါ်တင်ယူလာရတယ်ဆိုပြီးစိတ်မရှိဘဲနဲ့ပြောလိုက်ပါတယ်။ အဲ့ဒီခါမှာတော့ငဖြူကဟုတ်ကဲ့ဒေါတော်မွေးကလည်းကျွန်တော်ကိုယူတဲ့အမေကပြန်ပြောလိုက်တယ်အပြောတော်နေသေးတယ်နောက်ကောဘယ်ရောက်သေးတယ်လဲငဖြူကအကိုကိုတင်ဖေတို့အိမ်ဝင်ခဲ့တယ်အမေကမောင်တင်ဖေကဘာများပြောတယ်လဲငဖြူကနွားကလေးတကောင်လက်ဆောင်ပေးလိုက်တယ်အဲ့ဒီတော့အမေကနွားကလေး တဲရရောပါလားဘမလဲအဲ့ဒီတော့ငဖြူကကျွန်တော်ခေါင်းပေါ်တင်ယူလာတာရွာတောင်ကိုလဲရောက်ရောရုံးကန်တာနဲ့လွတ်လိုက်ရတယ်အဲ့ဒီတော့သူ့အမေကငိုအားထက်ရီအားတန်ပြီးဟဟပပရီလိုက်ပြီးတော့မင်းလုံးပုံကလူကြီးစရာကောင်းလာတကွယ်ငဖြူက ဟုတ်ကဲ့ရွာတောင်ကတထေသမီးမနှင်းမေညင်လို့ရီလိုက်တာမေရဲ့ခွက်ထိုးခွက်လံမေအဲ့ဒီတော့သူ့မေက ဟေးဟုတ်လားဒါနဲ့သူကစွန့်အနားပင်းနေတယ်ဆိုရီအောင် လုံနိုင်သူကို အဖတထေကတမီးနဲ့ပေးစားမယ်ဆိုငဖြူကဟုတ်ကဲ့အခုရီလို့မစွန့်မအစကားပြောနိုင်လို့တထေကြီးကကျွန်တော်နဲ့ပေးစားမတယ် အမေကို အခေါ်လွှတ်လိုက်တယ်။အဲ့ဒီခါမှာအမေကကြပြကြရနဲ့ဟေးဟုတ်လား။ဒါနဲ့အမေအဝတ်စားလဲပြရစေအောင်။အလှပြင်ရင်ဝမ်းသာလိုက်တာသားရဲ့မနှင်းမေကအုပ်စပေါ်ရုတ်ချော်သဘောလဲကောင်းမုံရတယ်။မင်းကိုကြည်ပြုံပုံ ရရဲ့လား။ငဖြူကမြန်မြန်အမေမနှင်းမေနွားတင်းကုတ်ထဲကထိုင်ဆောင်နေတယ်။အမေက ဖြစ်မှဖြစ်ရလေလို့ပြောရင်ထမိန်ကိုကြပြကြရလဲချိန်ငဖြူကအတင်းလက်ဆွဲခေါ်သွားတာထမိန်မှာဇောက်ထိုးနဲ့ပါသွားတယ်။နွားတင်းကုတ်ထဲကမနှင်းမေမြင်တဲ့အခါမှာ ဟဟပပက်ရီလိုက်တယ်။အမေကလည်းရီငဖြူကလည်းရီသုံးယောက်သားလက်တွဲပြီးဟဟပပက်ရီကြချိန်မှာပဲကားလိပ်ကျသွားပါတော့ရေကွ။ဒါတို့သမီးတို့ရေဒီပြဇက်လေးကိုတော့ 20ရာစုမှာဒေါက်တာမောင်ဖြူးကရေးသားထားခြင်းပဲဖြစ်ပါတယ်။ဒီပြဇာတ်လေးရဲ့အဓိကချက်ကလေးတွေကတော့တခမ်းရဲ့ပြဇာတ်မှာပြောစကားတွေဟာ အရေးပါပါတယ်။ပြဇာတ်တွင်လိုအပ်သောဇာတ်ဝင်ပစ္စည်းများနှင့်ဇာတ်ဝင်စကားများကိုကြိုတင်ပြင်ဆင်လေ့ကျင့်ရပါတယ်။ပြဿတ်ကောင်းတစ်ခုကို စင်တင်ကပြနိုင်ရင်စီစဉ်ညွှန်ကြားသူသည် အရေးကြီးပါတယ်ကွယ် အခုဒီချဲ့တင်ကြားပေးခဲ့တဲ့သင်္ကန်းစာကောင်းစဉ်လေးကတော့သင်္ကန်းစာစခွန်လူယိုးငဖြူတခဲရက်ပြဇက်ပဲဖြစ်တယ်။ဒါတို့သမီးတို့လည်းဒီသင်္ကန်းစာလေးကို နားလည်သဘောပေါက်လိမ့်မယ်လို့ဒီချဲ့ယုံကြည်ပါတယ်။ဒီချဲ့သင်္ကန်းစာလေးကိုဒီမနေ့နားပါမယ်။နောက်စာသင်ချိန်မှာပြန်တွေ့ကြရအောင်နော်။